တွေးယောဂများနှင့်ပတ်သက်သောလူများကိုတွေးယောဂကုဆရာဝန်များကစောင့်ရှောက်ကြသည်။သင်သည် တွေးကိုစဉ်းစားသောအခါတွေးကိုထိခိုက်စေသောယောဂအမျိုးမျိုးရှိသည်။ထို့ကြောင့်သင်သည်တွေးအားနည်းယောဂ၊တွေးပြားနည်းခြင်း၊အဖြူရောင်တွေးအရေအတွက်နည်းခြင်းနှင့် အခြားသောသွေးရည်ကလမှုများဤမူမမှန်မှုများကိုရှိသည့်ဤအရာများသည်အလွန်ရိုးရိုးရှင်းရှင်းဖြစ်သည်သရေယောဂါကုဆရာဝန်အဖြစ်နာသည့်ဤအခြေအနေများကိုယောဂါရှာဖွေရန်အခန်းတဏ္ဍာတစ်ခုပါဝင်ပြီးဤလူနာများတွင်သရေယောဂါဆိုင်ရာမူမမှန်မှုများရှိရခြင်းဤအကြောင်းရင်းကိုရှာဖွေကယောဂါရှာဖွေရန်တိကျစွာပြုလုပ်ပြီးနောက်မင်းတို့ဤလန်လန်ထူမှုကိုဥညည်ရန်အထီရောက်ဆုံးကုသမှုကိုပေးရန်ဖြစ်သည် ထို့ပြင်သွေးယောဂကုဆရာဝန်များသည်သွေးယိုခြင်းနှင့်သွေးကယ်ယောဂရှိသောလူနာများတွင်လည်းအခမ်းအနားတစ်ခုပါဝင်သည်သင်သိသည့်အတိုင်းသွေးဒီထိခိုက်မှုရှိပါကသွေးကယ်ရမည်ဖြစ်ပြီးသွေးကယ်စနစ်များကို ထိခိုက်စေသောအခြေအနေများစွာရှိပါသည်သင်သည်သွေးကယ်ယောဂများနှင့်ပရေယိုယောဂများကိုကြားပူးကြမည်ဖြစ်သည်ထို့ကြောင့်သွေးယောဂကုဆရာဝန်အဖြစ်နာသည့်အီလူနာများကိုလည်းပြုစုပေးပါသည် သွေးရောဂါဆိုင်ရာအရေးကြီးသောအချက်တစ်ခုမှာသွေးရောဂါကင်ဆာရှိသော လူနာများကို ကျွန်ုပ်တို့ပေးသောပြုစုမှုဖြစ်သည်။သင်သည်သွေးဖြူကင်ဆာဘိုင်လိုမာလင်ဖိုးမှာစသည့်သက္ကလုံများကိုပြောဆိုသောအခါလူထုအများစုတွင်ကြောက်ရွံ့မှုနှင့်အကျက်တဲများဖြစ်ပေါ်လေးရှိသည်။သို့သောသွေးရောဂါကုဆေးအောင်အဖြစ်ကျွန်ုပ်တို့လှုံ့ဆော်ရသည်မှာဤအခြေအနေများကိုထိရောက်စွာခွဲခြားစစ်ဆေးခြင်းနှင့်လူနာများကို ကုသပြီးနောက်ဘဝကိုပြေဆုံးစွာ ဖြတ်တန်းနိုင်ရန်အစင်းမြင့်ကူတောင်းမှုနီလန်းများကိုအသုံးပြုခြင်းဖြစ်သည်အထူးသဖြင့်ကလေးယောဂဆိုင်ရာကင်ဆာယောဂများတွင်အပလိုအဓိကဆေးရုံတွင်အစင်းမြင့်နီတီများများကိုအသုံးပြုပါသည်ကျွန်ုပ်တို့သည်စံချိန်ဆန်ညှို့ရှိသောဓာတ်ကင်စာကုထုံးကိုအသုံးပြုပြီးခုခန်းဆွမ်းအားကုထုံးကိုအသုံးပြုပြီးအစေးဆန်လှည့်ပြောင်းခြင်းကိုလည်းအသုံးပြုပါသည်လူနာများအတွက်ဆောက်ကဲ့သို့သောအစစ်မြင့်ကုထုံးများဒိုအပ်ပါကလည်းထောက်ပံ့ပေးပါသည်